တောင်းနေကြီးရဲမှာရွာသားသုံးယောက်ပျော်ပျော်ပါးပါးနဲ့တချင်းတီဆိုနေစင်းမှာပဲဝုန်းဝန်ရိုင်တကောက်ရောက်လာပြီးသူတို့ထဲကတယောက်ကိုတတ်သွားခဲ့ပါတယ်။အဲ့ဖြစ်အကြောင်းပဲရွာသားတွေကတစ်တော့ရရှိဘရန်ခန်းရဲ့စကန်ရှိကိုစူယုံရောက်ရှိလာခဲ့ကြပြီးဝုန်းဝန်ကိုထောင်ချောင်းစင်ဖမ်းပြီးလာတိုင်ရခဲ့ကြပါတယ်။ဘရန်ခန်းကလည်းသူ့ရဲ့လက်ထောက်ကိုတိုင်ချချက်ကိုလက်ခံဖို့အမိန့်ပေးလိုက်တာကြောင့်ရွာသားတွေလည်းတိုင်ချပြီးတော့ပြန်သွားခဲ့ကြပါတယ်။နောက်တစ်ရက်မှာပဲ YouTuber အဖွဲ့တစ်ဖွဲ့ကသူတို့ရဲ့ရွာစီကိုမှတ်တမ်းဗီဒီယိုရိုက်ကူးဖို့ရောက်လာခဲ့ကြပါတယ်။မာဂီရူးဆိုသူက YouTuber ရှန်ကာနဲ့တွေ့ဆုံပြီး channel ဆိုတဲ့ရွာသားတယောက်နဲ့မိတ်ဆက်ပေးကလုပ်ငန်းစဉ်တွေကိုရှင်းပြလိုက်ပါတယ်။ ရှန်ကားဘွဲကခြံနာရှင်းပြနေတာကိုရိုက်ကူးနေတော့မှပဲဒီဘီကာဆိုတဲ့မိမပြိုလေးတယောက်ထမင်းလာဖို့ခဲ့ပြီးခြံနာကသူမစီကိုပြေးသွားကနေလက်စာထမင်းမှုကိုယူခဲ့ပြီးနောက်ပြန်လာခဲ့ပါတယ်။ရှန်ကားဒီဘီကာရဲ့အလောက်ကိုစိတ်ဝင်စားသွားခဲ့ပြီးခြံနာနဲ့တွေ့နေချိန်မှာမင်းတို့တယောက်ကဘလို့ပတ်သက်လဲလို့မေးလိုက်ပါတယ်။ခြံနာကသူမကသူမိမဖြစ်ကြောင်းပြန်ဖြေလိုက်တဲ့အခါရှန်ကားကတော့ခြံနာရုပ်ရည်နဲ့ဒီဘီကာလိုအလားလေးကိုမိမတော်တာတာလုံးဝမဖြစ်နိုင်တာကြောင့်မင်းတို့ကြီးကတော့ဘလို့မှလင်းမရလို့မထင်ရဘူး။မင်းတို့ကိုမိဘတွေအတင်းကျပ်ပေးစားထားလာလားဆိုပြီးမင်းတို့သင်္ကားနဲ့မေးလိုက်တာပါ။ အဲဒီအချိန်မှာပဲချန်နာသူနဲ့ဒီဗီကာတို့ရဲ့အခြေဆန်းလမ်းလေးကိုခင်းပါတော့တယ်ချန်နာအရန်ရိုးတဲ့သူဖြစ်ပြီးခီးသွွားကားတွေကိုပန်းနေလိုက်အောင်လေးရှိပါတယ်သူတို့ထဲမှာဆိုင်ကင်းနဲ့ပန်းလာဝဲလေးရှိတဲ့ဒီဗီကာကအမြဲတမ်းချန်နာစီရပဲဝဲလေးရှိပါတယ်ဒီလိုနဲ့အချိန်နေကြလာတော့သူတို့နှစ်ယောက်ဆက်ဆံရေးကပုံမူခိုင်မြဲလာခဲ့ကြပါတယ်တနေ့မှာတော့ဒီဗီကာချန်နာကိုချစ်မိတဲ့ကြောင်းဖွင့်ပြလိုက်ပေမဲ့ချန်နာလိုရိုးရတဲ့သူကတော့အချစ်ဆိုတာဘာမှမသိရပါဘူးဒီဘီကသူမကသူ့ကိုအချိန်ကြာကြီးတိတ်တိတ်ကိုချစ်နေခဲ့တာဖြစ်ကြောင်းနဲ့သူ့ရဲ့ရိုးသွားမှုကပဲသူမရဲ့အခြေတည်ကိုပိုခိုင်မြဲစေတဲ့အကြောင်းကိုရှင်းပြလိုက်ပါရစေ။ အဲဒီတော့မှလူတိုင်းရဲ့အထင်သေးမှုကိုခံနေရတဲ့ခြံနာဟာသူ့ကိုတန်ဖိုးထားချစ်ခင်တဲ့မိကလေးတယောက်ရှိနေပါလားဆိုတာသိလိုက်ရပြီးဝမ်းသာမြေကြီးတွေကြားဆင်းလာပါတော့တယ်။သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပြီးနောက်မိဘတွေကိုလက်ထပ်ခွင့်တောင်းကြပါတယ်။အစားပိုင်းမှာတော့ဒီလိုမဖြစ်နိုင်တဲ့အတွက်ကိုဘယ်သူမှမယုံကြည်ခဲ့ကြပါမယ်။သူတို့ရဲ့အချက်ကစစ်မှန်တာကြောင့်မိဘတွေကနောက်ဆုံးမှသဘောတူကြရတာပဲဖြစ်ပါတယ်။သူ့ရဲ့စကားဆုံးမှာတော့မိမမပြောနဲ့ရီးစားတော့မရှိတဲ့ရှန်ကားကတော့သူ့ကိုယ်သူဒီလိုယူရတဲ့ခြံနာလောက်တောင်အဆင်မရှိပါလားဆိုတာသဘောပေါက်သွားပြီးထွက်သွားခဲ့ပါတော့တယ်။ ဒီနေ့မှာတော့အရာရှိဘရန်ခန့်ရဲ့အဖွဲ့ဟာတစ်တော်ချောင်းကိုလေးလာဖို့ရောက်ရှိနေကြတဲ့ကောလိချောင်းသားအဖွဲ့ကိုတော်ရဲကိုလိုက်ပြဖို့တာဝန်ကြားခဲ့ပါတယ်။သူကဒီလုပ်ကိုသူ့ရဲ့လက်ထောက်ရိန်းချောင်းကိုလွှဲပေးလိုက်ပြီးချောင်းသားတွေကိုတော်ရဲခေါ်သွားကတော်ရိုင်းဒိဆန်ကြီးရဲ့စီရင်ကိုပြုစုနေပါတယ်။ညနေစောမှာတော့ခြံနာနဲ့သူသားခန္ဓာတို့ဆိုင်ငယ်နဲ့အိမ်ကိုပြန်လာခဲ့ကြပြီးတော်လန်းတနေရာရောက်မှာတော့လမ်းမြောက်နေတဲ့ကြားပေါက်လေးကိုတွေ့လိုက်ရပါတယ်။ခန္ဓာကဒါပါကောင်လေးလဲလို့မိလိုက်တော့ယူရတဲ့ခြံနာကလည်းတောချောင်းလေးလိုပြန်ဖြေလိုက်ပါတယ်။ခန္ဓာကချီချင်းနဲ့လို့ပြောတော့ခြံနာကကြားပေါက်လေးကိုကောက်ချပြီးသူသားကိုချီခိုင်းလိုက်ပါတယ်။ အဲ့မှာဂါနတ်ကအရင်သဘောကျသွားပြီးအိမ်ကိုခေါ်သွားခြင်းနဲ့လို့ပူဇော်လိုက်ပါတော့တယ်။ဒါနဲ့ယူရတဲ့ခြံသားကလည်းတောကြောင်လိုပဲထင်ပြီးတားပြစ်သူရဲ့ဆန္ဒကိုလိုက်ရောဖို့သဘောတူညီလိုက်ပါတယ်။ကျတဲ့ပေါက်လေးကိုယူမသွားခင်ဒါအောင်မင်းမီလုံးဝသိလို့မရအောင်တော့လို့တတိပေးလိုက်ပြီးအတူတူခေါ်သွားခဲ့ပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့ចောင်းသားဖွဲတွေကသူတို့တောထဲမှာတက်ဆင်ထားတဲ့ CCTV ကင်မရာမှတ်တမ်းတွေကိုပြန်ကြည့်နေခဲ့ကြပါတယ်။သူတို့က Raja Lakshmi လို့ခေါ်တဲ့ကြားမကြီးနဲ့သူ့ကလေးတွေကိုတွေးလိုက်ရပါမယ်။အခုတော့နှစ်ကောင်ပဲရှိပါတော့တယ်။သူတို့က Ranger ကိုခေါ်ပြီးအရင်တကအစာကျွေးတုန်းကသုံးကောင်ရှိတာ အခုနှစ်ကောင်ပဲတွေ့တယ်တကောင်ပြောင်းနေတယ်လို့ပြောလိုက်တာကြောင့်ရိညာတရားကိုတော်တော်လေးစိတ်ညစ်သွားပါတယ်အဲဒီအချိန်မှာချန်နာမိသားစုအိတ်ကန်ကြီးတို့အတန်တစ်ခုကြားလိုက်ရပါတယ်ဒီဘီကကဘာသာလဲလို့ချန်နာကိုမေးလိုက်တော့ချန်နာကပောက်တီကပောက်ရှာတွေရှောက်ပြောနေပါတယ်ဒီဘီကကလည်းအပြင်မှာကြွတ်တည့်ရှိမယ်ထင်တယ်လို့ပြောလိုက်တာကြောင့်ချန်နာတို့တော့အကြံတစ်ခုရသွားစေခဲ့ပါတယ်သူကကြွတ်တည့်ရှိရင်ကြောင်းကောင်လောက်တော့မွေးထားတဲ့နယ်လို့ပြောလိုက်ပေမယ့်ဒီဘီကကတော့သဘောမတူခဲ့ပါဘူး YouTuber Gorishan ကလည်းចောင်းသားဖွဲ့တယ်မှာပါဝင်နေခဲ့ပြီးကြားပေါက်လေးပြောင်းဆုံးနေတဲ့အကြောင်း YouTuber ကိုချက်ချင်းပဲတင်လိုက်ပါတယ် ရန်ခန်းကအဲ့ဒါကိုတွေ့သွားတော့ရိညာကိုအမြန်ဆုံးစုံစမ်းပါတော့တယ်ရိညာကအရင်ကလည်းတော်ရင်တိရစ္ဆာန်တွေကိုအမြဲခိုးယောင်စားတဲ့အမှုတွေရှိဘူးပါတယ်ဒါကြောင့်ဘရန်ခန်းကတပတ်တွင်ကြားပေါက်လေးကိုပြန်ရှာဖို့နဲ့မရှာနိုင်ရင်အလုပ်ထုတ်ပြင်မယ်လို့အမိန့်ပေးလိုက်ပါတယ်မနက်ခင်းအလုံးမသွားခင်ဒီပီကားဘုရားရှင်ရှိမှစီမီထူမီဆူတောင်းနေပါတယ်ပြီးတော့အေဂန်ထဲမှာခြံနာနဲ့သားဖြစ်သူတို့ဆောင်းချုံမိထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဒီပီကားကဘာဖြစ်နေတာလဲမသိတော့ခြံနာသူတို့နှစ်ယောက်လုံးနေမကောင်းလို့အိမ်မှာပဲနေနေခဲ့မယ်လို့ပြောလိုက်ပါတယ်ဒီပီကားကလည်းသဘောတူလိုက်ပြီးဂယူဆိုင်ပုံမှားကြလိုက်ကဆိုင်ငယ်နဲ့အလုပ်သွားဖို့ထွက်လာခဲ့ကြပါတယ် သူမတို့ထွက်သွားတဲ့ချိန်ခြံသာဆင်းပြီးမှမှထားထားတဲ့အထူးကုန်လေးကိုလိုက်ကြည့်လိုက်ပါတယ်။အဲ့ဒီထဲမှာတော့ချက်သေးပေါက်လေးရှိနေပြီးတာဖာနှောက်ကတော့အချစ်တွေပိုးနေခဲ့ရပါတယ်။ဂါနက်ကသူ့ကိုနာမည်ပေးကြအောင်လို့ပြောလိုက်တော့ခြံသာသူကြည့်ဘူးတဲ့ရုပ်ရှင်ကားထဲကနာမည်တခုကိုသတိရသွားပြီးဆူရာမနီလို့နာမည်ပေးလိုက်ပါတယ်။တောထဲမှာတော့ရွာသားတစုကတမင်တကောင်ကလေးမွေးရတာခန့်နေတာကိုဝိုင်းဝန်းကူညီပေးနေကြပါတယ်။အဲ့ဒီအချိန်မှာပဲရိန်းညာနဲ့သူတို့ဘက်ကရောက်ရှိလာပြီးသူကဂျီပါဆိုတဲ့ရွာသားစီကဟင်းကြံကိုလူယူလိုက်ပါတယ်။ ပြီးတော့မှကြားပေါက်လေးတစ်ကောင်ကိုမြင်မိလာလို့မေးလိုက်ပေမယ့်ဂျီဘားနားလေးနေသူမျိုးစကားရေးတလွဲဖြစ်နေပြီရင်းညာလည်းစိတ်မရှိတော့ပဲဂျီဘားကိုပါသုံးချက်ရိုက်လိုက်ပြီးတေချာမေးလိုက်ပါတယ်အဲဒီတော့မှဂျီဘားဘာကြားမှမမြင်မိကြအောင်ပြန်ဖြေတာကြောင့်ရင်းညာလည်းတပည့်ပြည့်သူနေသူထွက်သွားခဲ့ပါတယ်ခြံနာကတော့ကြားပေါက်လေးကိုချင်းထဲထည့်ပြီးမုံဆိုင်ဆိုင်ကိုသွားခဲ့ပါတယ်ဇေဝင်နေတော့ဆိုင်ရှင်ကချင်းထဲရပါလဲလို့မေးလိုက်တာကြောင့်ခြံနာတောကြောင်လေးပါလို့ပြန်ဖြေပြီးပစ္စည်းတွေကိုဝယ်ကထွက်သွားလိုက်ပါတယ်အဲဒီအချိန်မှာရင်းညာနဲ့သူ့ဖွဲ့ကကားနဲ့ပတ်ပြီးကြားပေါက်လေးကိုလမ်းရှာနေကြတော့မှာ တပည့်ပြည်သူကဆရာကျုပ်တို့ကာနာဒါကနေဆက်ကိုရောက်နေပြီလို့ပြောလိုက်တော့ရိန်ဂျာကလည်းဒါဆိုတိတော့ဆောင်ဘာသာဘာကိုသွားမေးရအောင်လို့ဆိုလိုက်ပါတယ်ဒီလိုနဲ့သူတို့ကကာနာဒါကနေဆက်အဆောင်ဘာသာဘာနဲ့တွေ့ပြီးဂျာပေါလေးကိုမြင်မိလာလို့မေးလိုက်ပါတယ်ဒါပေမဲ့ဘာသာဘာကသူ့စင်သုံးအောင်ပြောင်းနေကြအောင်ပြန်ပြောလိုက်ပါတယ်ဘဝရူတွေဖြစ်နေတော့ဘာမှဆက်မပြောတော့ပဲရိန်ဂျာနဲ့သူတို့ဘဲတို့လည်းပြန်လှည့်လာခဲ့ရပါတော့တယ်ဂျောင်းမကာနာကဦးလေးတယောက်စီကဖုန်းငါပြီးအလုပ်ထက်ရောက်နေတဲ့သူ့ဖေချန်နာစီကိုဖုန်းဆက်လိုက်ပါတယ်သူကဆူရမနီကိုအစာကျွေးရမယ်အချိန်ရောက်ပြီလို့တတိပြီးတော့ချန်နာလည်းစိတ်မပူပါနဲ့အစာထည့်ပေးထားတယ် အခုလောက်ဆိုစားနေလောက်ပြီလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်မွားကတ်တူပုံနဲ့ကစက်တစ်ပေါက်လေးအစာစားနေရင်ကပြုတ်ကြရတာကနေစီမီကွက်လေးမောက်သွားပြီးမီးစားတင်လောင်ကျွမ်းခဲ့ကမကြခင်မှာပဲတအိမ်လုံးကိုမီးလောင်ကျွမ်းသွားပါတော့တယ်အိမ်မီလောင်နာအောင်မြင်တဲ့အိမ်ကြီးများချင်းတွေကမီးကိုဝိုင်းငိမ့်တက်ခဲ့ကြပြီးခြံနာနဲ့ TV ကတော့လည်းဆိုင်ခင်းနဲ့အမြန်ဆုံးပြန်လာခဲ့ကြပြီးသူတို့ရောက်တဲ့အချိန်မှာတော့အိမ်ကြီးများချင်းတွေကြောင့်မီးငိမ့်သွားခဲ့ပါပြီ TV ကလည်းစိတ်မကောင်းကြီးစွာနဲ့အိမ်ကိုကြည့်ပြီးငိုနေခဲ့ပါတယ်အနာဆရာအမလေးတယောက်ကစီမီကနေစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးကျွတ်တဲ့ကောင်တိုက်ချလိုက်လို့မီးလောင်နာဖြစ်နိုင်ကြအောင်သုံးသပ်ပြလိုက်ပါတယ် ဒီဝင်းရေကိုခြံနာအမိရယူလိုက်ပြီးကျွဲရှိနေကြောင်ကောင်လောက်မွေးထားတင်လာလို့ထပ်မေးလိုက်ပြင်မယ်ဒီပီကတော့သူ့ကိုထပ်ပြီးစူပူလိုက်ပြန်ပါတယ်ခြံနာသူ့သားစီကိုသွားတော့ဂါနက်ကဆူရမနီရောမီးရဲပါသွားပြီလားလို့ဝမ်းထဲကြီးစွာနဲ့ပြောလိုက်ပါတယ်ခြံနာကစိတ်မပူပါနဲ့ဆူရမနီဘာမှမဖြစ်ပါဘူးသူ့ကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာဖွက်ထားတယ်လို့ပြောလိုက်ပါတယ်ရိညာနဲ့သူတို့ဘက်ကတော့သူတို့တန်စရာရှိတဲ့သူတန်းကိုလိုက်လံမေးမြန်းစူပူချိန်မောင်းရင်ဂျာပေါင်းလေးကိုလိုက်ရှာနေတော့မှာပဲဒီနေ့မှာဒီပီကအလုပ်လုပ်နေတော့အလုပ်ချင်းကသူ့ကိုယာရုကနေလာစာတိုးပြီးမယ်ဒီအတွက်ရက်၄၀လေးချင်တင်တန်းတော့တက်ရမယ်လို့ပြောလိုက်ပါတယ် ဒီဘီကခြံသားနဲ့သူ့သားကိုထားခဲ့ရမှာမို့မဖြစ်ကြအောင်ပြောလိုက်ပါတယ်။ဒါနဲ့ပဲအလုရှင်ကလေ့ကျင့်ကာလတစ်လျှောက်လုံးမှာခြံသားနဲ့သူ့သားကိုပါခေါ်သွားခွင့်ပေးမယ်ဆိုပြီးကမ်းလှမ်းလိုက်တာကြောင့်ဒီဘီကလည်းပျော်သွားခဲ့ပါတယ်။ဒီဘီကအယုံပြောင်းလာတော့ခြံသားကိုရဲလေးစဲလေ့ကျင့်ရေးသင်တန်းအကြောင်းနဲ့သူ့နဲ့သားလေးပါလိုက်ခဲ့ရမယ်ကြောင်းပြောပြပါတယ်။ဒါကြောင့်ခါနက်ကသူ့ဘေကိုစူရာမဏီတို့ကဘလို့လုံးမလဲလို့တိုးတိုးလေးမေးလိုက်တာကြောင့်ခြံသားလည်းစိတ်မပူပါနဲ့ငါမှအစီအစဉ်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲခြံသားကတက်တက်ပေါက်လေးကိုချင်းတော်ထဲမှာထည့်လိုက်ပြီးစက်ရုံကအယက်သမားတစ်ယောက်စီကိုတွားတွေ့ပါတယ်။ အယက်သမားချန်နာကိုဘာလိုချင်လို့လဲလို့မေးလိုက်ပါတယ်။ချန်နာသူ့ရဲ့တောကြောင်လေးကို၁၀ရက်လောက်ထိန်းပေးဖို့နဲ့နေတိုင်းနွားနို့ဝယ်တိုက်ဖို့အကူအညီတောင်းပြီးငွေ900ထုတ်ပေးခဲ့ပါတယ်။အယက်သမားပတ်စံကိုမြင်တော့သဘောတူလိုက်ပေမဲ့သူထွက်ပြင်ဘယ်မှာလိုက်ရအောင်လဲလို့ပြန်မေးလိုက်ပါတယ်။ချန်နာဒီထွက်မပူပါနဲ့ဒီချူတန်ကိုနားထောင်ပြီးဖမ်းလို့ရပါတယ်လို့ပြောလိုက်ရင်ကြားပေါက်လေးရဲ့လေဘင်းမှာ level လေးကိုတက်ပေးလိုက်ပါတယ်။အယက်သမားဒါကိုသူ့ဖုန်းနဲ့ဗီဒီယိုရိုက်ကူးထားလိုက်ပါတယ်။နောက်တနည်းမနက်မှာတော့ဒီပီကာရောမိသားစုကရက်လေးစက်လေးချင်းရဲ့အတွက်တင်းနှံထွက်ခွာခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ Ranger နဲ့သူ့ဖွဲ့ကလည်းတန်တရားရှိသူတန်းကိုစကန်းစီကိုခေါ်ဆောင်ပြီးကြားပေါက်လေးကြောင်းကိုစစ်စစ်မြင်းမြန်းနေပါတယ်။ဒီဘီကသင်တန်းသွားတက်နေချိန်မှာတော့ခြံနာနဲ့သူ့သားလေးကဟိုတယ်ကန်းထဲမှာစော်စားရင်းနဲ့ကြံရိုက်ခဲ့ကြပါတယ်။ဒီဘီကရဲ့ရဲလေးတွေလေ့ကျင့်ရေးသင်တန်းပြီးဆုံးသွားတော့သူတို့မိသားစုအိမ်ုံချက်ချင်းပဲပြန်လာခဲ့ကြပါတယ်။အိမ်ပြန်ရောက်လာတော့မိုးချုံနေပြီဖြစ်ပြီးဂန္ဓာကဗိုက်စားရဲပြောတာကြောင့်ဒီဘီကခြံနာကိုအသားရီမုံနေကိုသွားဝယ်ခိုင်းပါတယ်။တကယ်တော့ခြံနာနဲ့သူ့သားတို့ဟာအရက်သမားစီကိုယောက်သွားခဲ့ကြတာပါ။ ခြေနာကဆူရမနီဘယ်မှာလဲလို့မေးလိုက်တော့အယက်သမားကလည်းမင်းရဲ့တော့ကြောင့်ကြားကောင်လို့မွေးထားတယ်လို့ပြောလိုက်ပြီးအခန်းကိုပြလိုက်ပါတယ်။ခြေနာကဆူရမနီလို့ခေါ်ပြီးတကားကိုဖွင့်လိုက်တဲ့ချိန်မှာတော့အီယာမကြားကြီးကောင်ကိုတွေ့လိုက်ရတာကြောင့်သူ့ကြောင့်ကြားကြီးစားလိုက်ပြီလို့ထင်သွားပါတယ်။ဒါပေမဲ့ခေါင်းလောင်းတန်လေးကိုကြားတာကြောင့်တေချာပြန်ကြည့်လိုက်တော့သူကိုယ်တိုင်တက်ပေးထားတဲ့ level လေးရှိနေတာကိုတွေ့လိုက်ရပါတယ်။သူကခါနက်စီကိုသွားလိုက်ပြီးငါတို့မွေးထားတာတော့ကြောင့်မဟုတ်ဘူး။ကြားကြီးကွာလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့လည်းခါနက်ကကြားပြတော့ဘာဖြစ်လဲ။အိမ်ခေါ်သွားရအောင်လို့ပြန်ပြောလိုက်ပါတယ်။ခြေနာကကြားကိုတော့မွေးလို့မရဘူး။ ငါတို့ကိုကြိုက်တက်လိမ့်မယ်လို့ပြောလိုက်ပြီးထွက်သွားခဲ့ပါတယ်။အဲ့နောက်ခြံနာမုံးဆိုင်ကိုသွားခဲ့ပါတယ်။သူမုံးဝင်နေတော့မှာပဲရင်းညစီကငါကြားပေါက်ပြောက်လို့လိုက်ရှာနေရဆိုတဲ့စကားသံကိုကြားလိုက်ရပါတယ်။ဆန်ရှင်ကခြံနာကိုတစ်ချက်ကြည့်လိုက်ပြီး "तू ကတော့ကြောင်မွေးထားတာ။ကြားနဲ့တော်တော်တူတာပဲ"လို့ပြန်ဖြေလိုက်ပါတယ်။ခြံနာလည်းထိတ်လန့်ညာနဲ့ရင်းညကိုကြည့်လိုက်ပြီး "आ မဟုတ်ပါဘူးမဟုတ်ပါဘူး။ကျွန်တော်မွေးထားတာတော့ကြောင်မှာ။ကြားမဟုတ်ပါဘူး"လို့ပြန်ညင်းလိုက်ပါတယ်။ရင်းညလည်းဆိုင်ထဲကထွက်သွားဖို့လှုပ်လိုက်ပြီးမှဆိုင်ုံပြန်လှည့်ကြည့်တာငါသာအိုက်ကြပါ့ကိုတွေ့ရင်ကင်စားပြင်မယ်။ တရားခံတွေ့ရင်တော့မီးရှို့ပြင်မယ်လို့ချင်းချောက်လိုက်ပြီးထွက်သွားခဲ့ပါတယ်။ချန်လန်တယောက်တုံတုံရင်နဲ့ပဲအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဒီဘီကဘာဖြစ်တာလဲလို့မေးလိုက်တော့ချန်နာကငါ့မှာကြောင်ကောင်ရှိတယ်။တကယ်တော့အဲ့ဒါကြောင်မဟုတ်ဘူး။ကြားကြီးငါတော့ကြောင်တင်လို့အိမ်ယူခေါ်လာတာ။ကြီးလာတော့မှကြားဖြစ်သွားတယ်လို့ချန်နာကိုအမှန်တိုင်းပဲပြောပြလိုက်ပါတယ်။ဒီဘီကလည်းဒါဆိုပြောင်းနေကြအဲ့ကောင်မဟုတ်လို့မေးလိုက်ရာ "तू ကခေါင်းချင်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအယက်သမားကရောက်ရှိလာတာကြောင့်ဒီဘီကနဲ့ချန်နာလည်းထွက်တွေ့လိုက်ရပါတယ်။မင်းတို့ကတော့ကြောင်ဆယ်ရက်ထင်းဆိုလို့ငါကတော့ထင်းပေးတာပဲ။ အခုကြားကြီးလောက်ဖြစ်နေပြီပြီးတော့မင်းတို့ကဆယ်ရက်ထက်ပိုပြီးအများကြီးကြာသွားတယ်ဒါကြောင့်ကုန်ထားတဲ့အစားအဝေးတွေပြန်ပေးလို့တောင်းဆိုလိုက်ပါတယ်ဒီပီကတော့ဘာလို့လာပြောနေရလဲကျမတို့ဘာမှမသိဘူးလို့ပြောင်းမဲလိန်လိုက်ပါတယ်ဒါမှမဟုတ်လေအရက်သမားကတော့ခေသူမဟုတ်ပါဘူးသူကချန်တာကြားပေါက်လေးကိုလေဘက်တက်ပေးနေတဲ့ဗီဒီယိုကိုဖုန်းနဲ့ရိုက်ထားတာကိုထုတ်ပြလိုက်ပါတယ်ဒါကြောင့်ဒီပီကလည်းရွေးချယ်စရာမရှိတော့ကြောင်းအရက်သမားတောင်းတဲ့ငွေကိုပေးလိုက်ရပါတယ်အဲ့နောက်မှာတော့ဒီပီကချန်နာကိုကြားပေါက်လေးစီကိုသွားဖို့လိုအပ်တာတွေပြင်ခိုင်းပြီးတော့သူ့သားကိုတော့အမေစီကိုပို့ထားမယ်လို့ပြောလိုက်ပါတယ် အဲညမှာဒီပီကာနဲ့ချန်နာတို့ကစက်တစ်ပေါက်လေးရှိရာအခန်းကိုရောက်သွားခဲ့ကြပါတယ်။ဒီပီကာလည်းကြားပေါက်လေးပြီးမှထိုင်ပြီးမနက်မိုးလင်းနာနဲ့ဆူရာမနီကိုတော်တဲ့ပြန်ပို့ကြမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့ဒီပီကာနဲ့ချန်နာတို့ကဆူရာမနီကိုကြောပိုးရေးကြီးတစ်လုံးထဲမှာထည့်ပြီးထွက်လာခဲ့ကတော်တဲ့ကိုရောက်တာနဲ့နက်ကွန်းတစ်ခုကိုတွေ့လိုက်ရပါတယ်။သူတို့လည်းကြားပေါက်လေးကိုအမေနဲ့ပြန်တွေ့ပါစေလို့ဆုတောင်းပေးလိုက်ပြီးတောပိုးနဲ့တဲ့စီကိုဆက်သွားခဲ့ကြပါတယ်။အဲဒီမှာပဲရွာသားကြီးပါနဲ့တွေ့ပါတယ်။ကြည်ပါသူတို့ဘာလုပ်နေရလဲလို့မေးတော့သူတို့ကလေစမ်းနားမှာကြားပေါက်လေးကိုတွေ့လို့တောထဲမှာသွားလွတ်ပေးမလို့လို့ပြောလိုက်ပါတယ်။ ဒါဆိုရင်ရေးရနဲ့မတွေ့အောင်နေလို့ဂျီပါသတိပေးခဲ့ပြီးကြားပေါက်လေးကိုဒီနားမှာပဲထားခဲ့ရမလားလို့ဒီပီကပြန်မေးလိုက်ပါတယ်ဒီမှာထားခဲ့လို့တော့မရဘူးဒီနားမှာမုန်းဆိုးတွေရှိရဲဆိုတာသူကသူ့လိုသုံးယောက်ကိုတောနေတဲ့တခြားနေရာစီကိုခေါ်သွားခဲ့ပါတယ်ဂျီပါချန်နာနဲ့ဒီပီကကိုဥဆောင်ခေါ်သွားရင် လူတယောက်နဲ့တွေ့ပြန်ပါတယ်ဘယ်သွားကြမလို့လဲရှေ့ဆက်သွားလို့မရတော့ဘူးသူတို့အဲ့မှာစိုက်ပျိုးရေးလုပ်နေကြရလို့အဲ့ဒီလူကပြောပြီးထွက်သွားပါတယ်ချန်နာကတော့နားမလည်ပေမဲ့ဂျီပါကတော့သိနေတာကြောင့်သူတို့ကချင်းမောင်ရွက်တွေစိုက်နေရလို့ရှင်းပြလိုက်ပါတယ် သူတို့တွေဆက်သွားကြရင်ချောင်းတစ်ခုစီကိုယောက်လာခဲ့ကြပါတယ်တရိစံနေဒီကိုရေးတော့လာတတ်ကြတယ်ဂျာပေါလီသူ့အမေကိုဒီမှာရှာတွေ့နိုင်တယ်လို့ဂျီဘာကပြောလိုက်ပါတယ်သူတို့ဆူရာမနီကိုကြောပွေးတဲ့အထုပ်ပေးနေတော့မှာပဲအနီးနားဆွာမီလိုဝစ်စင်ထားတဲ့သူတို့ယောက်ကသူတို့ကိုလှမ်းခေါ်လိုက်ပါတယ်ငါချင်းမဝင်စိုက်ပျိုးရေးစီမံကိန်း CEO ပဲလို့သူကမိတ်ဆက်လိုက်ပြီးဘာလုပ်နေရလဲလို့မေးပါတယ်ဒီဘီကဂျာပေါလီကြောင့်နဲ့ဒီမှာထားခဲ့မယ့်အကြောင်းကိုရှင်းပြတော့ CEO ကသူ့ကိုဒီမှာထားခဲ့လို့မရဘူးဒါအလုပ်လုပ်တဲ့နေရာဟိုဘက်ကတော်တယ်ကိုသွားထားလိုက်လို့ပြောလိုက်ပါတယ် ဒါနဲ့ပဲကြီးပါလေခြံနာနဲ့တီဗီကောက်ထပ်ပြီးခေါ်သွားရပြန်ပါတယ်။အဲ့ညမှာရိညာအဲ့နေတော့နေဆက်ဆောင်ဘာသာဘာစီကဖုန်းဝင်လာခဲ့ပါတယ်။ရိညာနှုတ်လာပြီးဖုန်းကင်လိုက်တော့ငါတို့ပြောင်းနေရစင်တွေ့ပြီ။မင်းတို့နေဆက်မှာတွေ့တာ။ငါတို့အထက်လူကြီးတွေကိုလည်းအကြောင်းကြားပြီးလို့ဘာသာဘာကပြောလိုက်ပါတယ်။ရိညာလည်းထိတ်လန့်သွားပါတယ်။ငါမှအမှုတစ်ခုတော့မပြီးသေးဘူး။အခုစင်မှုကထပ်တိုးလာပြန်ပြီလို့ညှိတွားလိုက်ပါတယ်။ဘာသာဘာကတော့စိတ်မပူပါနဲ့။ငါစင်ကမင်းအကူကြီးကိုပြောထားတယ်။ငါတို့စီမှာကြားရည်ခွင့်ရှိတယ်။အဲ့ဒါကိုယူပြီးမင်းထက်လူကြီးကိုသွားပြလိုက်လို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲညနေလာပြီးမို့ဂျီဘာချန်နာနဲ့ DVD ကိုတူတဲလေးမှာနားခိုင်းပြီးစားတော့ကြရတွေပြင်ဆင်ပေးပါတယ်။ကျို့တို့ဒီကြားဘောက်ကိုတောရဲ့ဘယ်နေရာမှာထားရမလဲလို့ DVD ကမေးပါတယ်။လွန်ခဲ့တဲ့25နှစ်လောက်ကသာတောအကြောင်းမင်းငါပြောပြနိုင်သေးတယ်။အခုတော့တောဆိုတာဘာမှနောင်မသိရဘူး။အာနာပိုင်ကြီးကအကုန်ရောင်းစားလိုက်ရပြီ။ကဲမင်းတို့လည်းအနားယူလိုက်ကြပါဦး။ဟိုမနက်ပိုင်းညရင်တောထဲသွားပြီးကြားဘောက်လေးကိုထားခဲ့ကြတာပေါ့လို့ဂျီဘာပြောလိုက်ပြီးချန်နာတို့လည်းမြန်လည်းသဘောတူလိုက်ကြပါတယ်။ နောက်တစ်နေ့မနက်မှာတော့ရင်းညဘာသာဘာရဲ့အစီအစဉ်တိုင်းကြားရည်ကုံကိုယူလာပြီးသူ့ရဲ့အရာကြီးဘရန်ခန်းကိုပြလိုက်ပါတယ်ဘရန်ခန်းကြားရည်ကုံကြည့်ပြီးဒါနှစ်လားသားကြာပါ့ရဲ့အရေးကုံလားလို့ခနဲ့တက်တက်နဲ့ပြောလိုက်ပါတယ်ပြီးတော့ဘရန်ခန်းကကားပေါ်မတက်ခင်မှာအားလုံးကိုသိနေတဲ့ပုံစံနဲ့ကြားပေါ်ကိုတော့တွေ့ပါပြီမင်းတို့စီနေရောစစ်ဆေးပြီးကြပြီလားပြီးတော့ဟို YouTuber ကိုလည်းဗဇက်ပိတ်ထားခိုင်းလိုက်လို့ပြောပြီးကားမောင်းထွက်သွားခဲ့ပါတယ်ရင်းညလည်း YouTuber ရှန်ကားစီကိုဆက်သွယ်လိုက်ပါတယ်မင်းပြောင်းနေတဲ့ကြားကိစ္စကို CBI အလုပ်ဝင်နေရလားလို့ရင်းညမေးတော့ ျွန်တော်အမှန်တရားကိုပဲပြောတာပါလို့ရှန်ကားပြန်ဖြေလိုက်ပါတယ်။မင်းဒီအမှန်တရားကိုဝင်ချရအောင်လဲငါအလုပ်ပြုတ်မယ်ထင်လား။ငါတို့ကမှတ်တမ်းတွေကိုဘယ်လိုနေရာမှာရမလဲဆိုတာသိတယ်။မင်းမဆက်ကိုပိတ်ထားလိုက်လို့ဆိုတဲ့အခါရှန်ကားလည်းဒါဆိုရင်အခုကြားဘောက်ကိုတွေ့ပြီလားလို့ထမ်းမိလိုက်ပါတယ်။ငါတို့ကမှတ်တမ်းတွေပြင်ဆင်ပြီးပြီ။မင်းထပ်ဖွားရင်တော့မင်းကိုခုတ်ထွေပြီးကင်စားပေးမယ်လို့ရင်းညချင်းကြောက်ပြီးဖုန်းကိုချသွားပါတယ်။မင်းကတော့ထောင်ချောက်မိပြီလို့တိုးတိုးလေးပဲရေရွတ်လိုက်ပါတော့တယ်။ဂျီဘာနဲ့တခြားသူတွေကလည်းတောနဲ့ထဲကိုခရီးဆက်ခဲ့ကြပြန်ပါတယ်။ထုံးစံတိုင်းပဲလူတယောက်ကသူတို့ကိုတားလိုက်ပါတယ်။ ရှေ့ကိုဆက်သွားလို့မရဘူး။ငါတို့လူတွေတစ်ပင်နေခုတ်ပြီးတစ်လုံးနေတင်းနေတယ်လို့ပြောလိုက်ပြီးជីပါကိုတခြားနေရာသွားခိုင်းလိုက်ပါတယ်။ဒါနဲ့ជីပါတို့လည်းနောက်တလန်းကနေတောနဲ့နောက်တနေရာကိုရောက်သွားကြပြန်ပါတယ်။အဲ့ဒီမှာနောက်ထပ်လူတယောက်နဲ့ထွက်တွေ့ပြန်ပါတယ်။မင်းတို့ဒီမှာကြိုက်တယ်လို့လုံးခွင့်မရှိဘူး။ငါတို့တထင်းနဲ့တွေ့ရမယ်လို့ပြောပြီးသူတို့ရဲ့တထေးစီကိုခေါ်သွားပါတယ်။တထေးကခြံသားရဲ့ရွယ်ချက်ကိုသိသွားပြီးငါတို့ကဒီနေရာမှာ resort ပွင့်မှုပြင်နေတာ။ဒါကြောင့်မင်းတို့ရဲ့စီစဉ်ကိုတခြားမှသွားလို့ပါလို့ပြောလို့လိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာပဲရှန်ကသူ့ရဲ့ YouTube channel မှာ live လွှင့်ပြီးပျောက်ဆုံးနေတဲ့ကြားပေါက်လေးနဲ့တစ်တော့ရာရှိကိုပြောဆိုခဲ့တာတွေကိုဖွင့်ချလိုက်ပါတယ်။ဒီဗီဒီယိုကြောင့်တစ်တော့ဦးစီးဌာနရဲ့အထက်လူကြီးတွေကတစ်တော့မူကြီး brand ကိုခေါ်ယူတတိပေးပြီးကြားပေါက်လေးကိစ္စကိုချက်ချင်းဖြေပေးဖို့တတိပေးလိုက်ပါတယ်။ brand ကလည်းအပြင်ထွက်လာပြီးစောင်းနေတဲ့ range ကိုပိုက်ရိုက်လိုက်တာ။ဒါတွေအားလုံးကမင်းကြောင့်ဖြစ်ရတာ။မင်းအဲ့ကြားပေါက်ကိုတွေ့တာနဲ့တတ်ပလိုက်လို့ပြောပြီးဒေါသကြီးနဲ့ထွက်သွားပါတော့တယ်။ channel လုံးလည်းခကြီးဆက်ခဲ့ကြရင် တော်ရဲကနေရာတစ်ခုကိုရောက်လာခဲ့ကြပါတယ်။ကျုပ်တို့ကြားကိုဒီမှာပဲထားခဲ့ကြသူ။ ။တနင်းနီးနေတော့သူ့အမေကိုပြန်ရှာတွေ့မှာပဲလို့ជីဘာပြောလိုက်ပါတယ်။သူတို့ကြားပေါင်းလေးကိုထားခဲ့ဖို့ပြင်ဆင်နေတော့မှာပဲမုံစိုးအဖွဲကိုလှမ်းတွေ့လိုက်တာကြောင့်သူတို့အားလုံးပုန်းနေလိုက်ရပါတယ်။အဲဒီအချိန်မှာရိန်းချာရောက်ရှိလာပါတယ်။သူတို့နဲ့ရင်းရင်းနှီးနှီးစကားပြောပြီးမင်းတို့အားလုံးခဏရှောင်နေလိုက်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲကြားပေါင်းလေးရဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်ရိန်းညာချက်ချင်းပဲခါကြတဲ့ကိုဆွဲထုတ်လိုက်ပါတယ်။တောင်မြင်တော့ခြံနာတို့ကလည်းထွက်ပြေးကြပါတယ်။ရညာနဲ့သူ့လူတွေကလည်းသူတို့အမြင်သွားပြီးအနောက်ကနေလိုက်လာကြပါတော့တယ်။သူတို့တုံရအောင်ထွက်ပြေးကြရင်လူစုကွဲသွားပါတယ်။ ရိညာနဲ့သူ့လူတွေကလည်းလူခွဲပြီးလိုက်ရှာကြပါတယ်။မိုးစိုးတယောက်ကတယောက်တည်းပုန်းနေတဲ့ဒီပီကာကိုတွေ့သွားတော့တနာအယူကြွားပြီးနှာဖူးထားပါတော့တယ်။အဲဒီအချိန်မှာပဲတနက်တန်တစ်ချက်ထွက်ပေါ်လာပြီးမိုးစိုးကထိုင်းလန်တရားနဲ့လှည့်ကြည့်လိုက်တော့သူပြစ်ချလိုက်တဲ့တနက်ကိုဂိုင်ထားတဲ့ခြံနှောက်ကိုတွေ့လဲရပါတယ်။ဒီပီကာခြံနှောက်စီကိုပြေးသွားပြီးသူ့အမိတွေထားကအကဝယ်ယူလိုက်ပါတယ်။ခြံနှောက်တော့မျက်လုံးစုံမိပြီးမိုးစိုးကြီးရှိအောင်တနက်နဲ့ဇက်တိုက်ပြစ်နေရကြအောင်မိုးစိုးကြီးလည်းအသက်လူပြီးထွက်ပြေးသွားခဲ့ရပါတော့တယ်။မိုးစိုးကရိညာရှိအောင်ပြန်သွားတော့ဘာဖြစ်တာလဲ။တနက်တန်ကြားလိုက်ရတယ်လို့ရိညာကမေးပါတယ်။ သူတို့ကတယောက်တည်းမဟုတ်ဘူး၊သုံးယောက်တောင်။ယောက်ျားတယောက်နဲ့မိန်းမတယောက်လို့ဆိုတာပြောလိုက်ပါရယ်။ချန်နာတို့လည်းခီးဆက်လာခဲ့ကြပြီးတောထဲဝင်စားတော့ကတွေ့ခဲ့ရတဲ့နှက်ကုန်းစီကိုပြန်ရောက်လာခဲ့ကြပါရယ်။ချန်နာကကျုပ်တို့ဒီကနေခီးဆက်ခဲ့တာလေ။တော့ကဒါကုံပဲလားလို့ပြန်မိလိုက်ပါရယ်။ဟုတ်တယ်။ငါမင်းတို့အကုန်လိုက်ပြခဲ့တာပဲ။ဒါပေမဲ့လူရီယာတောကြီးကိုအပိုင်သိမ်းလိုက်ကြပြီလို့ကြီးပါပြန်ဖြေလိုက်ပါရယ်။ဒါဆိုဒီကြားပေါက်လေးကိုဘယ်မှာထားခဲ့ရမလဲ။ဒီလောက်ကြည့်တဲ့တောကြီးတွေမှာတော့မင်းကိုထားခဲ့စရာနေရာမရှိဘူးလို့ဒီဘာကတီးတိုးရေရွေလိုက်ပါတော့တယ်။ ဲ့ဒီနောက်ခြံနားပြက်သားရဲ့ဇုံမြေချက်တခုကိုချလိုက်ပါလေကြားကိုထားခဲ့စရာတောဆိုတာမရှိတော့ဘူးသူ့ကိုတခါတည်းပဲခေါ်သွားမယ်ဘိုင်ပြီအားလုံးရင်ဆိုင်မယ်လို့ခြံနားယောက်ျားပြီးသွားစွာပြောလိုက်ပါလေជីပါသူ့ကိုကြည့်ပြီးမင်းအခုမှယောက်ျားတစ်ယောက်ဖြစ်လာပြီကြားပေါက်လေးဒီရထွက်သွားတာထက်မင်းတို့အိမ်မှာနေရတာပိုပြီးကောင်းပါလိမ့်မယ်လို့ပြောလိုက်ပါလေဒါနဲ့ခြံနားရောမိသားစုလေជីပါအောင်နှုတ်ဆက်ပြီးအိမ်ဝင်ပြန်လာခဲ့ကြပါလေကျို့တို့စူရာမနီကိုဘယ်မှာထားကြမလဲလို့ခြံနားမေးတော့ဒီတွေစိတ်မူပါနဲ့မျိုးရင်မှာကျမမသုံးတော့တဲ့အခန်းဟောင်းတစ်ခုရှိတယ်အဲ့ဒီမှာသူ့ကိုထားမယ်လို့ဒီဘီကပြန်ပြောလိုက်ပါလေ ဒီလိုနဲ့သူတို့စူရာမဏိကိုဘယ်သူမှမသိနိုင်တဲ့နေရာတစ်ခုမှာထားလိုက်ကြပါတယ်။အဲဒီနောက်မှာတော့ချန်နာမီသားစုကနောက်တစ်ကလေးတစ်ယောက်ရတယ်လို့မျိုးဂျာပေါင်းလေးစူရာမဏိနဲ့အတူပျော်ရွှင်နေခဲ့ကြပြီးအချိန်ကြီးအုံဆုံးလာခဲ့ကြပါတယ်။ဒီနေ့မှာတော့ချန်နာလမ်းလျှောက်ထွက်နေတော့စက္ကသမားတယောက်ကသူတို့ကိုနှုတ်ဆက်ပါတယ်။ခမင်းချားမွေးရတာကြုတ်တယ်။သူ့ကိုကြိုးတို့ဆက်ကတဲ့ထဲပါလား။ရတဲ့ပစံ50 50ခွဲယူမယ်လေ။ဒါပေမဲ့မင်းလက်မခံရင်တော့ရဲတိုင်လိုက်မယ်လို့သူကချင်းရောက်လာပါတယ်။သူအိမ်မရောက်တော့ဒီဗီကာကိုစူရာမဏိကိုနေရာရွှေ့ရမယ်။လူစင်းယောက်ကကြိုးတို့ကြားမွေးထားတာကိုသိသွားပြီ။ ဆူရာမနီကိုအိမ်နောက်ကခန်းထဲမှာထားကြမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ခန်းထဲကဆူရာမနီရဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုသူ့တငယ်ချင်းတွေကိုဖုန်းနဲ့လိုက်ကြွားနေရကြအောင်သူ့တငယ်ချင်းတွေကလည်းအယံစိတ်ဝင်စားသွားခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ခန်းထဲတငယ်ချင်းအဖေကအိမ်နောက်ဘက်ကိုရောက်ရှိလာပြီးခြံသားစီကိုလာတွေ့ပါတယ်။ကျွန်တော်သားခမားအိမ်မှာကြားမွေးထားတယ်ပြောလို့အဲ့ဒါဟုတ်လားလို့မေးလိုက်ပါတယ်။ဒီအချိန်မှာပဲအခန်းထဲကဆူရာမနီရဲ့ဟိန်းသံထွက်ပေါ်လာပါတော့တယ်။ခြံသားလဲဆက်ပြီးဖုန်းခွယ်လို့မရတော့ပါဘူး။အဲ့ဒီနောက်မှာတော့အဲ့ဒီလူကရွာလူကြီးစီကိုသွားတိုင်လိုက်ပါတော့တယ်။ရွာလူကြီးကလည်းခြံသားကိုကြည့်ပြီးမင်းယူနေရလား။ ြားဆိုတာအိမ်မွေးရိစံလားကွာဒီမှာလူတွေအများကြီးရှိတယ်အဲ့ဒီကြာတယောက်ယောက်ကိုတိုက်ခိုက်ပြီးတက်လိုက်ရင်ဘယ်လိုလုပ်မလဲလို့အပြစ်ကြီးတင်ပြီးသူ့ကိုရဲလက်အပ်ပြီးထောင်ချပြစ်မယ်လို့ကြေငြာလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူတချို့ဝင်လာကြပါတယ်ခြံနာသာရဲပန်းခံရရင်ကျမတို့နွားကိုဘသူကဝယ်ပေးမှလဲလို့အမျိုးသမီးတယောက်ကလာပြောပါတယ်တောဝန်းဝန်ကဒီနားကိုအမြဲလာတယ်ခြံနာကြရပဲအဲ့ဒီကောင်မောင်းထုတ်ပေးခဲ့တာငါလေထဲမှာအလုလုံနေတော့ဝဲဝံတိုက်ခိုက်တာကိုအဲ့ကြပဲကဲခဲ့တာပြီးတော့အဲ့ကြငါမြေးလေးကိုလည်းခွေးကိုက်ခါနေမှာကဲခဲ့တာ ကြားသာမရှိငါမြင်လေးတော့တေချာပေါက်တည်ပြီလို့ပြောလိုက်တာတရားပြီးတယောက်ချန်နာဘက်ကထောက်ခံသူတွေပေါ်လာခဲ့ကြပါတယ်ရွာလူကြီးကလည်းထောက်ခံသူနဲ့ကန့်ကွက်သူအရေအတွက်ကိုတွက်ကြည့်လိုက်ပါတယ်ဒီကမှာတော့ထောက်ခံသူကအများကြီးပုံများနေပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျုပ်တို့အားလုံးချန်နာနဲ့သူ့ရဲ့ကြောင်ကာကွယ်ရမယ်လို့တကြီးကလည်းကြေညာလိုက်ပါတယ်ပြီးတော့ကြားရစားအတွက်အိမ်တိုင်းကူညီရမယ်လို့ပြောတော့သဘောတူညီခဲ့ကြပါတယ်ချန်နာလည်းရွာသားတွေကိုကြည့်လိုက်ပြီးជីနူးဝမ်းသာသာနဲ့ကျေးဇူးတင်မိနေပါတော့တယ်အဲဒီနောက်မှာတော့ချန်နာဟာဆူရမနီကိုဖွဲထားစရာမလိုတော့ပါဘူး ။ "तू ကလူတိုင်းကိုပြသခဲ့ပြီးလူတိုင်းကလည်းစူရာမဏီအတွက်အစာရည်ယူလာပေးခဲ့ကြပါရဲ့။အချိန်လေးကြာလာတာနဲ့မျှရွာသားတွေကစူရာမဏီပေါ်မှာတန်ရုံးစင်ပို့ပြီးကြီးမားခိုင်မဲလာခဲ့ကြပါရဲ့။ဒီနေ့မှာခြံနာအိမ်ပြန်လန်းလျှောက်လာတော့မှာသတင်းရတော်တွေရင်းညာနဲ့သူ့လူတွေကစောင့်နေကြပါရဲ့။ရင်းညာကခြံနာကိုကြည့်ပြီးဆိုင်းရှင်မင်းကြောင့်ပြောတော့ငါကယူမဆိုင်ခဲ့ဘူး။မင်းကြောင့်ဒုက္ခတွေအများကြီးတွေ့ခဲ့ရတယ်။ကဲအခုကြားပဲမှာလဲလို့မေးလိုက်ပါရဲ့။ခြံနာမတီးဘူးလို့ညင်လိုက်တော့ရက်စတဲ့ရင်းညာဆဲမရှိတော့ပဲခြံနာကိုစတင်ရိုက်နှက်ပါတော့တယ်။ အဲဒီအချိန်မှာပဲရွာသားတွေရောက်ရှိလာတဲ့အကြောင်းရင်းသားကလည်းလှုပ်တာကိုရက်လိုက်ပြီးထွက်သွားခဲ့ပါတယ်။အဲဒီညမှာသူသားတွေကရွာလူကြီးနဲ့တွေ့ဆုံခဲ့ကြပါတယ်။ချားမွေးတာဥပဒေနဲ့မညီဘူး။ကျိုးတို့အားလုံးဒါဟုတ်တည့်ရက်နဲ့သူ့ကိုကာကွယ်ပေးခဲ့ကြတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ခြံသားဘက်ကရက်တည်မယ်လို့ရွာသူကြီးကပြောလိုက်တော့အားလုံးကလည်းသဘောတူလိုက်ကြပါတယ်။နောက်တနေ့မနက်မှာတော့ခြံသားရွာလူကြီးနဲ့ရွာသားအားလုံးကရောက်လာမယ့်အရာရှိတွေကိုစောင့်နေခဲ့ကြပါတယ်။ရဲကားတန်းကြီးရောက်ရှိလာပါတယ်။အစင်းမြစ်တတော် ရာရှိတယောက်ကကားပေါ်ဆင်းလာပြီးရွာလူကြီးကိုကြည့်ဟာ ဒါဆိုမင်းတို့အားလုံးကြားမွေးထားတာဟုတ်လားပြီးတော့စုံစမ်းမလာတဲ့တစ်တော်ဆောင်ကိုလည်းဝိုင်းရကြတယ်ဟုတ်လားလို့မေးလိုက်ပါတယ်ရွာလူကြီးကကျုပ်တို့ကြားမွေးရမှန်ပါတယ်ဒါပေမဲ့တစ်တော်ဆောင်ကတော့ကျုပ်တို့လုံးဝမရိုက်ပါဘူးလို့ပြန်ဖြေခဲ့ပါတယ်အရာရှိရင်းညမျက်နှာပေါ်ကဒဏ်ရာတွေကအတူရောက်မှချက်ချင်းသိလိုက်ပါတယ်ကြားမွေးတာဥပဒေနဲ့မညီဘူးဆိုတာမင်းတို့မသိဘူးလားလို့အရာရှိကမေးလိုက်ပါတယ်ရွာသားတယောက်ကလည်းကျိုးတို့ဝုန်းဝန်းရံရံဒုက္ခရောက်တော့အတနာခံစားတင်းနေတာခမရတို့ဘာမှမလုပ်ပေးခဲ့ဘူးဒါပေမဲ့အဲ့ဒီကြာကျိုးတို့ကိုကာဝယ်ပေးခဲ့တယ်လို့ပြန်ပြောလိုက်ပါတယ် မင်းတို့ကဥပဒေကိုချိုးဖောက်နေရလို့အရာရှိကဒေါသကြီးအော်ဟစ်ပြီးအားလုံးကိုဖမ်းဆီးမယ်လို့ချင်းကြောက်တဲ့ကလူအုပ်ကြီးကလည်းစူညံသွားပါတော့တယ်။ရွာလူကြီးကရွာသားတွေကိုစိတ်ညောင်ထိန်လိုက်ပြီးအရာရှိကိုလည်းကျိုးတို့မားခဲ့ပါတယ်။အခုကျိုးတို့ဘာလုပ်ပြရမလဲလို့မေးလိုက်ပါတယ်။မင်းတို့ကြားအောင်ငါလက်ထဲကိုအပ်ရမယ်။အေးပြီးတော့ဘသူ့ကိုဖမ်းရမလဲဆိုတာငါဆုံးပြမယ်လို့အရာရှိကပြန်ပြောလိုက်ပါတယ်။ချန်နာလည်းအရှိ့ကိုထွက်လာပြီးလက်အုပ်ကြည့်လိုက်ပါတယ်။ဆရာတကယ်လို့တယောက်ယောက်ကိုဖမ်းရင်ကျွန်တော်ပဲဖမ်းပါ။ကြားပေါက်လေးကိုကျွန်တော်ပဲမွေးစားခဲ့တာပါ။ ကျွန်တော်ကြောင့်လည်းတော့ဘသူ့မှာအထီးကိုင်းမခံနိုင်ပါဘူးလို့ဂျင်နာတက်တဲ့ချန်နာကဝမ်းနေစွာနဲ့တောင်းအောင်ယူလိုက်ပါတော့တယ်။သူလည်းဒီဘီကားနဲ့သူ့တောင်းအောင်လုပ်ဆက်ပြီးရဲဒီခေါ်ဆောင်ရာနောက်ကိုလိုက်သွားခဲ့ပါတယ်။အရာကြီးကရင်းညာကိုကြားအောင်ဖမ်းဖို့အမိပေးလိုက်တော့ရင်းညာလည်းသူ့ကားစီယူသွားပြီးတပည့်တွေကိုမေးစေးပမာဏလိုရာနဲ့ပို့ထည့်လိုက်။ကြားတည်သွားရင်လည်းတေးပစီလိုအမိပေးလိုက်ပါတယ်။ရဲကားပေါ်မှာရှိနေတဲ့ချန်နာကတီချုံမာတဲ့အမိကိုကြားသွားခဲ့ပါတယ်။သူလည်းအရာရှိစီကိုပြေးသွားလိုက်ပြီးလက်အုပ်လေးချီလိုက်ကအရာရှိကျွန်တော်ကြားကလေးတယောက်လိုပါပဲ။သူ့ကိုတော့မပြစ်ပါနဲ့။ကျွန်တော်ကိုယ်တိုင်ခေါ်ထုတ်လာပေးပါမယ်လို့တောင်းပန်လိုက်ပါတယ်။ ဲ့နော်ခြံနာနဲ့တီဗီကတော့ဆူရာမနီခန်းထဲကိုသွားခဲ့ကြပါလေသူတို့ကမင်းကိုဒီမှာဆက်နေဝင်မပြုတ်တော့ဘူးသူတို့ပြောတဲ့နေရာကိုကျုပ်တို့သွားရတော့မယ်လို့ပြောလိုက်ပါတယ်သူကဆူရာမနီကိုအပြင်ကိုခေါ်တော့လာပြီးရဲကားပေါ်ကလောင်ရင်ထဲဝင်ဖို့အကူအညီပေးလိုက်ပါတယ်ခြံနာကားပေါ်ကဆူရာမနီကိုကြည့်ပြီးမင်းဒီနားမှာနေသူတို့ကမင်းကိုတက်လိမ့်မယ်ဒါကြောင့်ငါမင်းကိုလွတ်လိုက်ရတာငါတို့စိတ်မပူပါနဲ့လို့ဝမ်းနေစွာနဲ့ပြောလိုက်ပါတယ်ဆူရာမနီလည်းနားလဲသလိုပုံစံမျိုးနဲ့ပြန်တုံ့ပြန်နေပုံပါပဲ တဖက်မှာတော့ YouTuber Shan က Java ရဲ့အမှုအကြောင်းကိုပို့ချင်လိုက်ပြီးအပြစ်မဲ့တဲ့အပြည်သူတရားအဖမ်းခံနေရခြင်းမှာအပြစ်ရှိတဲ့အရာရှိတွေကလွတ်နေကြအောင်ပြောနေပါတယ်။ဒါကျွန်တော်တို့ YouTuber တွေအားလုံးစီလုံးပြီးအပြစ်မဲ့တဲ့ channel ကိုကယ်တင်ရမယ့်အခြေအနေလို့သူကလှုံ့ဆော်လိုက်ပါတယ်။အဲဒီနောက်မှာတော့တရားဝင်အချိန်မှာ Shan ကနဲ့တခြား YouTuber တွေက Shan ကိုလှုပ်ပေးဖို့ဆန္ဒပြကြွေးကြော်နေကြပါတယ်။ channel ကိုတင်ဆောင်လာတဲ့ကရောက်ရှိလာပြီးရွာသားတွေလည်းတရားရုံးရှိမှရောက်ရှိနေကြပါတယ်။ဒီပြီးက channel ရှိနေကိုအမှုနိုင်အောင်လုပ်ပေးဖို့တောင်းပန်နေပါတယ်။ ။တစ်ဖက်မှာတော့တစ်တော်မူကြီးဘရန်ခန့်နဲ့တူလက်ထောက်ရင်းကြီးတို့ကလည်းသူတို့ရဲ့ရှင်တွေကိုနိုင်အောင်လုပ်ဖို့ပြောနေကြပါတယ်။တရားခွင်ကစတင်ပါပြီ။တရားသူကြီးကအစိုးရရှင်တွေကိုရှောက်လက်ချက်ပေးခိုင်းတဲ့အခါမှာတော့ရှင်တွေကချန်နာကိုလက်ညှိုးထိုးလိုက်ပါတယ်။သူကတောထဲမှာတောကြောင်လောင်တွေ့ခဲ့လို့အိမ်ယူခေါ်ပြီးမွေးစားခဲ့တယ်။သူအဲ့ကြောင်အစိုးရကိုအကြောင်းကြားပဲမွေးစားခဲ့တယ်။သူတယောက်တည်းမဟုတ်ဘူး။ရွာလူတွေကတင်းနေလေနဲ့ဖုံးကွယ်ပြီးကူညီပေးခဲ့ကြတယ်။တစ်တော်ဥပဒေအရချန်နာပြစ်မှုကြီးတစ်ခုကျူးလွန်ခဲ့တာပါ။ဒါကြောင့်ချန်နာကိုအမြင့်ဆုံးပြစ်ဒဏ်ပေးပါလို့တောင်းဆိုလိုက်ပြီးပါဝင်ပသက်တဲ့ရွာသားတွေကိုပါအပြစ်ပေးဖို့တောင်းဆိုလိုက်ပါတယ် တရားသူကြီးကအပြန်အလှန်မေးခွန်းထုတ်ခွင့်ပြုလိုက်ပါတယ်အစိုးရရှင်းတွေကရွာသူကြီးကိုစတင်မေးမြန်ပါတယ်ဘာကြောင့်ခမည်းရဲ့ရွာသားတွေကဒီကြောင်ကိုမွေးသားဖို့ကူညီခဲ့တာလဲလို့မေးလိုက်ပါတယ်အဲဒီကြာရွာသားတွေကိုကူညီခဲ့တယ်လို့ရွာလူကြီးကလည်းပြန်ဖြေလိုက်ပါတယ်တရားခံရှိနေထားလိုက်ပါတယ်အဲဒီကြာလူတွေရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်တခြားသောတော်ရိုင်းတရိစံတွေရဲ့ကနေနွားကိုလည်းကယ်ခဲ့ပါတယ်လို့ပြန်လည်ခြေပါလိုက်ပါတယ်ရွာလူကြီးကိုထတ်မိပါတယ်ချားမွေးဖို့ကူညီခဲ့တာမှန်လားမှားလားရွာလူကြီးကလည်းမှားပါတယ်အပြစ်ရှိရဆိုရင်ကျွန်တော်ကိုအပြစ်ပေးပါ ဒါပေမဲ့ရွာသားတွေကိုတော့အပြစ်မပေးပါနဲ့လို့ပြန်ဖြေလိုက်ပါတယ်။အစိုးရရှိနေတာအဖြစ်အရှင်းချင်းလေးပါ။သူ့ရဲ့အရေးကုန်တဲ့အသားအတွက်ပဲ။သူတို့ကဒါအောင်ရောင်းစားပြီးပတ်စံခွဲယူကြမှာလို့အစိုးရရှိနေတာဆွဆွဲလိုက်ပါတယ်။နောက်တစ်ခါရွာသားကြီးပါအောင်မီးမြန်ပါတယ်။သူဟာတောထဲမှာခြံနာနဲ့သူ့မိမအကိုကြားပေါက်လေးနဲ့အတူပထမဆုံးကြီးတွေ့ခဲ့ကြအောင်တတ်သိခံခဲ့ပါတယ်။သူတို့ကကြားပေါက်လေးကိုသူ့အမိနဲ့ပြန်တွေ့စီခြင်းခဲ့တာ။ကျွန်တော်ကိုယ်တိုင်သူတို့ကိုတောထဲကိုလိုက်ပို့ခဲ့တာပါလို့ရှင်းပြလိုက်ပါတယ်။ ခမရတို့ခီးသွားနေတော့ तू ကကြားရေကွန်ဒါမှမဟုတ်ကြားသွေးကိုရောင်းစားဖို့တခေါ်မှမပြောဘူးလားလို့တရားသူကြီးကထမေးပါတယ် तू ကဖြူစင်တဲ့လူတရားပါလောကကြီးအကြောင်းကိုလည်းဘာမှနားမလဲပါဘူးလို့ကြီးပါပြန်ဖြေလိုက်ပါတယ်ဒါဆိုဘာလို့ကြားပေါက်လေးကိုတောထဲမှာမထားခဲ့တာလဲဘာလို့အိမ်ကိုပြန်ခေါ်သွားခဲ့ရလဲလို့အစိုးရရှိနေကမေးပါတယ်တောသားရှိခဲ့ရင်ကျုပ်တို့ကြားပေါက်လေးကိုတောထဲမှာထားခဲ့လို့ရတာပေါ့ကျွန်တော်ကတောထဲမှာပဲမွေးတောထဲမှာပဲကြီးလာခဲ့တာပါဒါပေမဲ့သူတို့ကတောကိုစားကြုံစားတဲ့နေငားရမ်းဝင်နေတယ်တစားစီရောင်းစားပြလိုက်ကြပြီ အဲ့မှာချင်းမောင်မင်စိုက်တဲ့လူတွေတိတ်ခုတ်တဲ့လူတွေရက်စော့ဖွင့်တဲ့လူတွေ ਨੇ ပြည်နေပြီဒရေးဆန်တွေကလူမရှိတဲ့နေရာမှာပဲနေလို့ရတာနောက်ပြီးတော့အရာရှိတချို့ကလည်းပတ်စံယူပြီးတောထဲမှာအမဲလိုက်ခွင့်ပေးနေတယ်တောရိုင်းဒရေးဆန်တွေကအသက်ရှင်မှုတောင်ရုန်းကန်နေရတာတောဆိုတာအခုဆိုရင်ဒရေးဆန်တွေတဲ့အန်ဒီရဲ့ရှိဆုံးနေရာဖြစ်နေပြီခြံသာကြားပေါက်လေးကိုထားခင်တိမ်မာတိလို့အိမ်ုံပြန်ခေါ်လာခဲ့တာပါလို့ကြီးပါရှင်းပြလိုက်ပါတယ်ခမရဒီလောက်အသိဉာဏ်ရှိရှိပြောတတ်နေမှာတော့ဒီလိုကြားမွေးတာဥပဒေနဲ့မညီဘူးဆိုတာမသိခဲ့ဘူးလားလို့တရားသူကြီးကကြီးပါကိုပြန်မေးပါတယ် ကြီးပါလေသူ့မအဝင်ခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့တရားသူကြီးကတိတော်ဌာနရဲ့အစိုးရဝန်ထမ်းတယောက်ကိုတော်ထဲမှာဘာဖြစ်နေလဲလို့မေးလိုက်ပါတယ်ဆရာကျုပ်တို့ဒီမှုကိုစုံစမ်းကြည့်ရခါတရားမဝင်လုဆောင်မှုတွေကိုတွေးရှိခဲ့ရပါတယ်အားလုံးမဟုတ်ပေမဲ့တိတော်ဆောင်တချို့ကတော့ဒီအခြေအနေအတွက်တာဝန်ရှိပါတယ်ဒါကြောင့်တိတော်မူကြီးပြန်ခန်းနဲ့သူ့လက်ထောက်ရင်းရတို့ဒီလိုတရားမဝင်လုဆောင်မှုတွေအရေးယူဖို့အစီရင်ခံစာတင်ထားပါတယ်လို့တယောက်ကပြောလိုက်ပါတယ်ဘရန်ခန်းနဲ့ရိန်ဂျာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါရင်ကျိုးတို့နိုင်ငံရဲ့တော်ရန်ဒိဆန်ကာကွယ်ဥပဒေအရ မွေးပါမွေးနဲ့ငှက်တွေကိုမွေးမိဖို့တားမြစ်ထားပါတယ်ခွေးမျိုးစိတ်တချို့တော့မွေးလို့မရပါဘူးဒါပေမဲ့ရှေးအစဉ်လာရငှက်တွေတိရစ္ဆာန်တွေဟာလူနဲ့ရင်းနှီးစွာနေထိုင်တတ်ကြပါတယ်ဒီလိုပဲခြံသားဒီကြားပေါက်လေးကိုအိမ်မှာပဲမွေးစားခဲ့တာပါလို့ပြန်ပြောလိုက်ပါတယ်အစိုးရရှိနေရလဲခွေးကြိုက်တာခမားကိုမသိစေနိုင်ဘူးဒါပေမဲ့ကြားကြိုက်ရင်သိနိုင်တယ်ဗျတကယ်လို့တယောက်ယောက်ကချင်းသေးကိုခွေးတကောင်လုံးမွေးထိုင်ဘယ်သူကခွင်းလုံးမလဲပြည်သူလူထုရဲ့လုံခြုံရေးကိုဘယ်သူကတောင်းယူမလဲဒါကြောင့်ခြံသားရဲ့ပြစ်မှုကကြီးမားပါတယ်သူ့ကိုဘလို့မှတတ်ညာလို့မရပါဘူးလို့ပြန်လည်ချေပါလိုက်ပါတယ် တရားခံရှိနေတာဒီမှုမှာခြံသာအပြစ်မရှိတာထင်ရှားပါတယ်။အချိန်နေရဲ့ရဲ့ကြောင့် तू ကကြားပေါက်လေးရဲ့အတော့ကယ်တင်လူတွေရည်ရွယ်ချက်နဲ့မွေးစားခဲ့တာဖြစ်ပါတယ်။ဒီချက်ကိုထောက်ယူပြီးခြံသာတယောက်တည်းသာမကသူ့ကိုထောက်ခံခဲ့တဲ့ရွာသားတွေကသတိပေးဆုံးပါပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်လို့ပြောလိုက်ပါတယ်။တရားသူကြီးကလည်းခြံသာကိုပြောစရာရှိလားလို့မေးလိုက်ပါတယ်။ဆူရာမနီလို့ခြံသာအစပြောပါတယ်။ဘသူလဲဆူရာမနီလို့တရားသူကြီးကမေးပါတယ်။အဲ့ဒါကျွန်တော်ကြားအောင်ပေးထားရင်နည်းမယ်ပါ။ဆူရာမနီကျွန်တော်ဘွားရဲကိုရောက်လာမှာပဲကျွန်တော်လောကကြီးကိုနားလည်လာခဲ့တာပါ။ ကျွန်တော်မှာတောင်းယူလိုစိတ်တွေပေါ်လာတယ်။ဘဝဆိုတာဘာလဲဆိုတာနားလေလာတယ်။ဆူရာမနီရဲ့ကျွန်တော်ပေါ်ထားတဲ့အချက်ကကျွန်တော်မေရင်ထံတောင်ပို့ပါတယ်။တခါကျွန်တော်နေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲနေတော့ဟာဆူရာမနီကကျွန်တော်နားမှာပဲနေပြီးကျွန်တော်နေပြန်ကောင်းလာတဲ့အထိသူရေတောင်မတော့ခဲ့ပါဘူး။ဆရာကျွန်တော်ကိုဘာဖြစ်တယ်မဲ့ပြီးပြီးကျေးဇူးပြုပြီးဆူရာမနီနဲ့တော့မခွဲပါနဲ့လို့ခြံသားလက်အုပ်ရှိပြီးငွေယူကတောင်းပန်လိုက်ပါတယ်။တရားသူကြီးကလည်းစိတ်မကောင်းဖြစ်သွားပုံရပါတယ်။အဲဒီနောက်မှာတော့တရားသူကြီးကဒီမှုကိုဒီနေ့ပဲအပြီးသတ်ဆုံးဖြတ်ချက်ချမယ်လို့ကြေညာပြီးတရားခွင်ကိုခိတ္တရရနာလိုက်ပါတယ်။ တရားခွင်ကိုပြန်စားတဲ့အချိန်မှာတော့တရားသူကြီးကစင်ချက်ကိုဖတ်ပါတယ်တောထဲမှာကြားရီရှိနေဖို့လိုအပ်တယ်ကြားရှိမှာလူတွေကတောထဲကိုဝင်ဖို့ကြောက်ကြမယ်လူတွေမဝင်ရဲမှာတစ်ပင်တွေရှင်သန်ကြီးထွားဝင်ရပြီတစ်ပင်တွေကမိုးကိုခေါ်ကစိုက်ပျိုးရေးကိုအကျိုးပြုပါလိမ့်မယ်ဒါအားလုံးနားလည်ရမယ်သဘာဝကိရိယာစဉ်တွေတခုပါပဲဒါကိုနားလည်ဖို့လိုအပ်တယ်အစိုးရအနေနဲ့တစ်တောထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုလေးဘက်တွင်အစင်ခံစားတင်သွင်းရမယ်ပြီးတော့အချင်းပြတ်တဲ့တစ်တောအရာရှိတွေကိုဖမ်းဆီးရေးယူဖို့အမိန်ချမှတ်လိုက်တယ် အမိန်ချလိုပြီးမှပဲရဲတွေကတစ်တော်မူကြီးဗရန်ကန်နဲ့သူ့လက်ထောက်ရင်းကြားတွေကိုဖမ်းဆီးလိုက်ပါတယ်။ခွေးတွေကြောင့်လည်းအရင်ကတော်ရိုင်းတိရစ္ဆာန်ဖြစ်ပေမဲ့အခုအိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတယ်။အရင်တော့ကဝင်းကြီးချုပ်အောင်တဦးတော်ချင်းသိမ်းမရာနီကိုမွေးစားခဲ့ဘူး။အဲ့ဒီတော့ကတရားဝင်ခဲ့တယ်။ဒါပေမဲ့အခုတော့ဥပဒေအရတော်ရိုင်းတိရစ္ဆာန်မွေးမြူတာကိုတားမြစ်လိုက်ပြီ။ဒါကြောင့်ပဲချန်နာဟာတရားခံဖြစ်သွားခဲ့တာပါ။ဒါကြောင့်ချန်နာကိုထောက်ခံတဲ့ရွာသားတွေကိုတယောက်ချင်းစီဓာငွေရူဘီတစ်ထောင်ချမှတ်လိုက်တယ်။ချန်နာရဲ့ပြစ်ဒဏ်ကတော့သူ့မွေးစားထားတဲ့ကြားတောထဲမှာနေသားကြတော့မှာမဟုတ်ဘူး။ ဒါကြောင့်ကြားရဲ့လုံခြုံရေးအတွက်ကြားကိုတရိဆိုင်ယုံမှာထားရမယ်။ပြီးတော့အဲ့ဒီကြားအသက်ရှင်နေသမျှကာလပတ်လုံးခြံနာပဲကြားနဲ့တူနေပြီးစောက်ရှောက်ပေးရမယ်။ဒီတော့အစိုးရကနေခြံနာကိုလာစာနဲ့အလုပ်တစ်ခုပြသတ်မှတ်ပေးဖို့အမိန့်ချမှတ်လိုက်တယ်လို့ဆိုခဲ့ပါတော့တယ်။ခြံနာလည်းဝမ်းသာမြေကြီးတွေကြပြီးတရားသူကြီးကိုလက်အုပ်ချီကကျေးဇူးတင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ချန်နာတရေးဆိုင်ုံမှာအလုပ်လုပ်ရင်သူ့ရဲ့ဆူရမနီကိုစောက်ရှောက်ခွင့်ရသွားကရုပ်ရှင်လေးကဒီနေရာမှာပဲဇက်သိမ်းသွားပါတော့တယ်။ဒီဇက်ကကျွန်တော်တို့ကိုမေကုန်းတစ်ခုပြက်ပြက်တတမေးလိုက်တာဘယ်သူကတော်ရင်တရေးဆိုင်အစ်စ်လဲဆိုတာပါ။ ကျွန်တော်တို့ရဲ့မျက်စိရဲ့မှာတော့ကြားတဲ့ကောင်ကကြောက်စရာကောင်းတဲ့အန်နီရရှိတဲ့တိုင်းရင်းတိရစ္ဆာန်တစ်ကောင်ပါဒါပေမဲ့ဒီဇယ်လန်ထဲမှာအဲ့ဒီတိုင်းရင်းလို့သတ်မှတ်ထားတဲ့ဆူရာမီနီကသူ့ကိုမွေးခဲ့တဲ့တခင်ပေါ်မှာရောရွာသူရွာသားတွေပေါ်မှာပါအသက်ကယ်ပေးခဲ့သူဖြစ်ပါတယ်ဝဝန်ရန်ရန်ကကာကွယ်ပေးခဲ့တယ်ခွေးရရန်ကလေးကိုကယ်ခဲ့တယ်သူကတစ္ဆာရှိတယ်မြစ်တာတရားကိုလည်းနားလဲပါတယ်တစ်ဖက်မှာကြည်လိုက်ရင်တော့ဥပဒေကိုကင်ဆွဲထားတဲ့အသိဉာဏ်ရှိတယ်လို့သတ်မှတ်ခံထားတဲ့တစ်တော့ရာရှိတယ်အာနာပိုင်တွေကတော့ကိုကြိုးစည်းဘွားအတွက်ငွေအတွက် တဘာဝတရားကြီးတစ်ခုလုံးအောင်ရောင်းစားဖို့ဖြက်စီးဖြစ်ဖို့ဝန်မလေးခဲ့ကြပါဘူး။စင်တွေပျောက်တာ၊ကြားတွေပျောက်တာကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ကြတယ်။ချိန်ကျောက်တယ်၊အပြစ်မဲ့တဲ့သူတွေကိုအနိုင်ကျင့်တယ်။ဂျီဘာပြောခဲ့လိုပဲတောဆိုတာအခုချိန်မှာတရိစံနေတဲ့အန်ဒီရဲ့အရှိဆုံးနေရာဖြစ်နေပါပြီ။ဒီဇယ်လန်လေးရဲ့အဓိက message ကဥပရေနဲ့လူသားဆန်မှုကြားကွာဟချက်ပါပဲ။ခြံသားယိုးရေးပါတယ်။သူကကြားပေါက်ကိုတောကြောင်ထင်ပြီးအိမ်ကိုခေါ်လာခဲ့တယ်။ဒါဥပရေရာမှားပါတယ်။ဒါပေမဲ့သူ့ရဲ့အမှုမှာလောဘမရှိဘူး။ဖြူစင်နဲ့မြေတားတရားပဲရှိတယ်။ အဲ့ဒီမိတာတရားပဲသူ့ကိုတာမန်လူတယောက်ကနေမိသားစုကိုအတိုက်အဝန်းကိုနောက်ဆုံးသူ့ရဲ့ကြားလေးကိုပါကာကွယ်ဖို့တာဝန်ရတဲ့အထိယောက်ျားကောင်းတယောက်ဖြစ်ပြောင်းလဲပေးခဲ့ပါတယ်တရားခွင်မှာလည်းခြံရောင်းငိုပြီးတောင်းပန်ခဲ့သလိုစူရာမနီနဲ့မခွဲပါနဲ့ဆိုတဲ့စကားအိုရီပုံမှန်ရင်းနဲ့တိုင်းတာလို့မရတဲ့တန်ရောစင်ပါတရားသူကြီးကိုယ်တိုင်တော်မှာဥပဒေအရအဖြစ်ပေးရပါမယ်ဒီတန်ရောစင်ကိုလေးစားရနေနဲ့သူတို့နှစ်ယောက်ကိုတရားခွင်မှာပြန်လဲစုံစည်းခွင့်ပေးခဲ့ပါတယ်ဒါကြောင့်ဒီဇယ်လန်လေးကပေးခြင်းတဲ့အကြီးမားဆုံးသင်ခန်းစာကတော့လူသားတယောက်ရဲ့နှလုံးသားထဲမှာမေတ္တာတရားနဲ့တာဝန်ယူမှုသာအခိုင်အမာရှိမယ်ဆိုရင် ဒါဟာလောကကြီးမှာအမှန်ကန်ဆုံးနဲ့တန်ဖိုးရှိဆုံးဥပဒေအစ်စ်မှန်ဖြစ်တယ်လို့တကယ်တော်ရန်ဆန်မှုဆိုတာတရိစ္ဆာန်နေစီမှာပဲရှိတာမဟုတ်ပဲကိုကျိုးစီဘွားတဲ့သဘာဝတရားကိုရောလူသားချင်းချင်းကိုပါညာတာမှုရှိဖြည့်စည်နေကြတဲ့လူတွေရဲ့နှလုံးသားထဲမှာရှိနေတာပါဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အစုံဒီအားပေးခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းနဲ့ပရိသတ်များနဲ့တကွာပြည်သူလူထုကိုအစိမ့်မခတ်သူများအားလုံးကျမ်းမာပေးခြင်းကြပါစေ။ကျွန်တော်တို့တင်ဆက်သူဂျင်းမဲဖြစ်ပါတယ်ခင်ဗျ။